မင်္ဂလာပါခင်ဗျာအားလုံးသိကြတဲ့အတိုင်းဒီညအပွဲမှာလေ United ကဂူဘာဟန်တန်ဝန်ကိုထက်ရှုံးပြန်ရင်ပေါ့နော်ရှုံးတာတော့မဆန်းတော့ဘူးလို့ဒါပြောရမလို့အချိန်ကြီးဖြစ်နေတယ်နောက်ကူမှကျွန်တော်တို့ဆိုပူဆိုးပေါ့နော်ဒီ Europa League ပွဲကြီးဆိုအိပ်ပျော်ပြီးလွတ်လွတ်သွားတော့ Premier League ပွဲတွေပဲကြည့်ရတာများအဲ့တော့အခုလိုများဒီတည်ရကြလိုက် ရှုံဝယ်ဆက်လိုက်ကာလာဆိုတော့အကိုတွေအတွက် United မနိုင်တာတော့ကြာပြီပဲခေါ့အဲ့လိုမျိုးပေါ့နော်ဒါပေမဲ့လေခုနကပြောသလိုအရင်စိတ်ပြဲရတာမျိုးဒီညှို့လင့်ထားတာမျိုးညှို့လဲပေါ့နော်မရှိတော့ပွဲကြည့်ရတော့အဆင်ပြေပါရဲ့ပေါ့ဒီမှာနည်းနည်းအဲ့ဒီကောင်းကလေးတွေရွေးပြောကြည့်ရအောင်ပေါ့နော်ဒီလူငယ်လေးကျွန်တော်တို့တခါမှတော့မတွေ့ဘူးလေပေါ့နော်ဖက် preparation တော့ preparation လို့ပြန်မလာတော့မှမဟုတ်အာ ဖရက်ဒရီဘလူးဖန်အမနာမည်ခေါ်ရတော့နင်းနုတ်ခတ်တယ်ပေါ့နော်ဒါမှပရီဆွန်မင်းထားပါတော့အဲ့ဒီလူငယ်လေးပေါ့နော်လူငယ်လေးပွဲထွက်ခွင့်ရတယ်နောက်လူကတော့အခုနောက်ပိုင်းပွဲဒီမှာပုံမှန်နိဗာပေါ့နော်ပါဝင်လာရတဲ့ဟေရီအမတ်ကလည်းဒီဘေချန်ကနေပြီးတော့ပါဝင်လာတယ်ပြီးတော့ပွဲချိန်ပြီးနိဗာပွဲချိန်ပြီးကစားသွားရတယ်ပေါ့နော်ခုနကဒီဖရီဆွန်လေးဒါပွဲချိန်ပြီးကစားသွားရတယ်နောက်လူကတော့ဒီလူငယ်လေးနှစ်ယောက်လုံးကကောင်းမွန်တဲ့ခြေစွမ်းတွေကိုပြနိုင်ခဲ့တယ် ဒီအတွက်ကတော့ဒါကောင်းတဲ့လက္ခဏာလေးလို့ပြောရမှာပဲဟုတ်အခုလိုမျိုးဒီ SW ကလည်းညာရှုံသွားရဲဆိုတော့ပြ United ကတန်းအောင်မဆင်းရတော့အဲ့တော့မကောင်းတာကဘာလို့ဆိုတော့အဆင်း73 74 75ပေါ့နော်အဲဝင်းကျင်နဲ့ယာလီတင်းရမှာမကောင်းဘူးအဲပြီးရင်ယာကိုတက်ပေးကိုတွေမြက်အရမ်းများနေတာလည်းမကောင်းဘူးပေါ့နော် စံချိန်တွေစံချိန်ဇိုးတွေအများကြီးထက်ထက်တည်နေရလေဒါမကောင်းဘူးအဲ့လိုတွေကတော့မကောင်းဘူးเนาะဒါပေမဲ့ကောင်းတာပါရှိခဲ့ဆိုတော့ဟိုဒီယူရိုပါလိပဲအားဆိုင်ပြီးပေါ့เนาะချန်ပီယံလေးဝင်ဝင်လောက်อ่ะချန်ပီယံလေးဝင်ဝင်ရအောင်ယူကတော့မှာဆိုတော့နောက်တော့ပရီးမီးယားလေးကအပေါ်လည်းမရောက်တော့ဘူးအောက်လည်းမရောက်တော့ဘူးဆိုတော့အဲအရင်အနေနဲ့ထည့်ပြန်လို့ရပြီဗျာနောက်တော့ကျွန်တော်လူငယ်တွေတုံးလို့ရပြီပေါ့နော် ဲ့ဒီဟာကတော့ရန်ကောင်းတယ်ခုနကပြောလို့တမင်ဖန်တီးရင်တော့အဲ့လိုမျိုးဖန်တီးယူလို့မရဘူးဗျာလိုမျိုးအခြေအနေဇိုးကြီးတကူဖြစ်သွားတယ်ကစားသမားတွေများကြီးလည်းတန်ရာရနေတယ်အဲနောက်တစ်ခုကပွဲစဉ်တွေတက်ရောက်မှုကလည်းတိတ်မရှိဘူးပေါ့နော်ဒါတွေစုံပြီးသွားတဲ့အချိန်မှာဒီ MO တွေဆန်းသက်ခြင်းနဲ့ကစားပွဲကိုရောနောက်တစ်ခုကတော့ဒီသူ၃ညနေဘာလို့မဆိုဗျာလူငယ်တွေကိုပွဲချိန်မျိုးပဲဖြစ်ဖြစ်အချိန်ပိုင်းနဲ့ပဲဖြစ်ဖြစ်ဒါတုံးလို့ရပါပြီ။ နောက်တော့တိတိပိုရှုံးလည်းမထူးတော့ဘူးပြိတက်ကလည်းဘာမှတိတ်ဝေဖန်မှုရှိမှာမဟုတ်တော့ဘူးပေါ့နော်အဲ့ဒါကိုပဲသူအခွင့်ကောင်းယူပြီးတော့နောက်နေ့အတွက်ဒါကောင်းမွန်တဲ့ဖောင်ဒေးရှင်းတွေကိုကြိုပြီးတော့ဟိုချရလို့ရပြီပေါ့နော်နောက်တစ်ခုကတော့ဟိုသူ့အတွက်ရည်ရှိအစီအပြေနိုင်မဲ့လူငယ်တွေကိုစိတ်ကြိုက်ဒါရွေးထုတ်လို့ရတယ်ပေါ့နော်ဟိုဒီရာသီရိုခြေစမ်းပွဲတွေရလို့မဟုတ်ပဲနေဒါပရီးမီးယားလိဂ်လိုပြိုင်ပွဲမျိုးကြီးမှာပေါ့နော်ထည့်သွင်းကစားသည်ပြီးတော့ဒါရွေးချယ်ခွင့် ရမယ်ဒီချက်တွေကတော့ဒါကောင်းတဲ့ချက်တွေပေါ့ဗျာဘာမှမပြောအစိုးရရနေဒါအကောင့်လေးဖြစ်သွားတယ်တဘောပေါ့အခြေစွမ်းနဲ့ပတ်သက်ရင်တော့ဘာမှဒူးတွေတွေပြောရမှာရှိပါအောင်ကောင်းတယ်လည်းမဟုတ်ဘူးမကောင်းလည်းမဟုတ်ဘူးပေါ့နော်အဲဥပဟန်တန်းလည်းအဲ့လိုပါပဲအရင်ကောင်းတယ်လည်းမဟုတ်မကောင်းလည်းမဟုတ်ဘူးပေါ့နော်ဒါမဲ့လေဟိုပရီကေကတော့ဒီလေကောင်းတယ်ဆာရာဘီယာကန်သွားတယ်တော်တော်လေးဒါတိကျတယ်ဘောနော်အိုနာနာဘလူးမမဖမ်းနိုင်လိုက် ဲဘယ်ကိုတမမဆူပေါ့နော်ဖမ်းမိဖို့တော်တော်လေးဒါရာခိုင်နှုန်းနည်းတဲ့ကိုဖြစ်တယ်အဲ့ဒီကိုနဲ့ပဲဒါရှုံသွားပြန်တယ်ပေါ့နော်ထုံးစံတိုင်းဒီအခွင့်အရေးတွေဖန်တီးပြီးသုံးမချနိုင်တာပြင်ကိုပေါက်တဲတာဆိုလည်းတစ်ချိန်တစ်ချိန်လောက်ပဲရှိခဲ့တာဒါမျိုးတွေကတော့အခွင့်အရေးတွေဖြုန်းပြီးမှများတာပေါ့နော်ဒါလည်းတော့မြင်နေကြတိုင်းဒါဆက်မြင်နေရစေပဲအဲနောက်ထပ်နည်းနည်းသဘောမကျရလीဆိုပြသေးရမလားဟိုဘရူနိုတို့ပါတို့ လူစားထည့်လိုက်တယ်နည်းဆောလုံးနဲ့တင်တာပဲတဲ့လားမိနစ်60ဝင်ချင်းဆိုလေဟောဘာပဲပြောသူလေးဒီနောက်ထပ် semi final ပဲစင်လဲဝေးလေးလို့ဝေးသေးလို့ပေါ့နော်ဒီပုံမဲ့ခြေနဲ့ return လေးပြတ်မတော့ထဲဆုံးလေလို့နားလည်းမိပါတယ်ပေါ့ဒါပေမဲ့လေပြေဝါတော့နားသိချင်းမိတာပေါ့ဘလူးဒီကတော့ဘလူးမျိုးပေါ့နော်သူသူမြဲမ်းဆော့နေရတာများအောင် အဲ့တော့ဒီဘူဝါနန်နဲ့ပွဲရတော့ဗောနော်အဲ့လိုမျိုးကိုရီးယားရှုံးတဲ့ပွဲဆိုကြီးမီတဲ့ပွဲလည်းဖြစ်တယ်ခြေစမ်းအရဆိုလည်းအားရစာမကောင်းဘူးရလည်းအရဆိုလည်းကောင်းဘူးဗောဒါပေမဲ့ခုနပြောလို့ဒီအာဖရရစင်တို့ဟယ်ရီအာမတ်တို့ရဲ့ဒီခြေစမ်းကြီးကြီးရတယ်ဗောနော်နောက်တော့မီဆန်မောင်းတို့ပါတော့ဒါရပြန်တက်တာလည်းချင်းဝင်ကန်တာလည်းကြီးရတယ်ဆိုတော့ဒါဆိုးပါအောင်နောက်လို့ဒီ6ဝီမာတင်လေးဆိုလည်းဒါဒုတိယပိုင်းမှာနိုင်ဝင်နီးပါးလောက်တာဆုံးဝင်ရခဲ့ နောက်တက်ဒီပွဲစဉ်နေမှာရောဘယ်လူငယ်စားသမားတွေထုတ်သုံးမလဲပေါ့နော်ဒါလေးကတော့ရှင်းကုန်စရာကောင်းပါတယ်နောက်တစ်ခုကတော့အခုလိုမျိုးဒီအခြေအနေတစ်ခုရပါတော့ဒီကစားကွက်လင်းစမ်းလို့ရလူတွေလည်းအသုံးပြုလို့ရတော့မှာအမွေရင်အနေနဲ့လေပေါ့နော်ကစားကွက်တည်ငြိမ်အောင်ချမ်းလက်ကောင်ဘလူးယူမလဲစားရှိတဲ့ပြုတ်ကိုလေသူနိမ့်ရရလူတည်မြဲစေမယ်ပေါ့နော်အလုပ်တွေလည်းလုပ်နိုင်ပါစေလို့ဒါကတော့မျှော်လင့်ပါတယ်